အားလုံးမင်္ဂလာပါရှင်။ MPN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ26ရက်နေ့နေ့လယ်ခင်းဒီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လယ်ခင်းသတင်းတွေလည်း ငါးနှစ်နေပါကြာမှာတည်ဆုံသွားပြီဖြစ်တဲ့မြင့်ဆွေပါဝင်6ဦးကိုအကြံဖတ်သမားအဖြစ်ကြီးညာလိုက်တဲ့အန်ယူဂျီတရင်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေပြန်လာပြီးမဲပေးဖို့ဆော်မင်းတော်ဟာတာပြောတဲ့တရင်အတူရောင်ရွေးကောက်ပွဲဝေဖန်သူတွေကိုအုံနောက်မပါသူတွေ ဆိုပြီးပြောလာတဲ့ကျန်းဖို့လော်ဘီတွေတရင်ဖြူစောတီတွေမွေးရေးစေဝါရောင်းချနေတာကိုတတ်တေပြနိုင်ခဲ့တဲ့မင်းနှုံးဗီဒီယိုရဲ့တရင် နယ်မြေရှင်းလင်းလာတဲ့စစ်တပ်နတ်မောင်မှာတိုက်ခိုက်ခံရလို့ဆယ်ဦးလောက်တည်တဲ့တရင်တောင်ကိုရီးယားရဲ့အကြီးဆုံးအွန်လိုင်းလင်ရာဇဝတ်ကွန်ရက်ခေါင်းဆောင်ကို ထောင်ဒဏ်တသက်ချမှတ်တဲ့အကြောင်းအဲ့လိုနှိမ့်လက်ခင်ထရရှိထားတဲ့ပြည်တွင်းပြည်ပထူးခြားတဲ့တရင်တွေကိုတင်ဆက်ပေးထားပါတယ်ရှင် ငါးနှစ်နေပါအကြာမှာတည်ဆုံသွားပြီဖြစ်တဲ့မြင့်ဆွေပါဝင်6ဦးကိုအချမ်းပတ်သမားအဖြစ်ကြီးညာလိုက်တဲ့အန်ယူဂျီတရင်နဲ့စားလိုက်ချင်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ပြည်ထရေးဝန်ကြီးဌာနက2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ဆေးရနာတိန်လုံးကကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်ခဲ့တဲ့လူပုဂ္ဂိုလ်6ဦးကိုအချမ်းပတ်သမားတွေဖြစ်မင်းကကြီးညာလိုက်ပါတယ်။ အဲ့ဒီသူတွေကတော့ကွင်လွန်သွားပြီဖြစ်တဲ့ယာယီသမရအမြင့်ဆွေစစ်ကောင်းဆောင်မင်းအောင်လိုင်းဒုစစ်ကောင်းဆောင်ဆိုဝင်ပြည်ထောင်ဝင်ကြီးဟောင်းဆိုထိုကာကွယ်ရေးဝင်ကြီးဟောင်းစိန်ဝင်းနဲ့နှင်းဆက်ရေးရာဝင်ကြီးဟောင်းရဲအောင်လို့ပဲဖြစ်ပါတယ်။ NUG ဘက်ကတော့သူတို့၆ဦးဟာနိုင်ငံကောင်းဆောင်တွေကိုဖမ်းပြီးဥပဒေမဲ့နိုင်ငံတော်ပုံကတ်မှုကိုကျွလွန်ခဲ့သူတွေဖြစ်လို့အချမ်းဘက်ကမှဖြစ်သတ်မှတ်ရတာပါလို့ရှင်းပြထားပါတယ်။ ဒါပေမဲ့မှတ်ချက်ပေးမှုတွေဝေဖန်မှုတွေတော့လူမှုကွန်ရက်မှာအတော်လေးကိုကျေလောင်နေပါတယ်။အဓိကအချက်နှစ်ချက်ရှိပါတယ်။အာနာသိမ့်မီ9နှစ်နေပါကြာမှာအခုလိုကြီးညာတာဟာအချိန်နောက်ကျလွန်နေလို့ဝေဖန်ကြပါတယ်။အစံဘတ်သမားဖြစ်သတ်မှတ်ခံရတဲ့ရှားရီသမရအမြင့်ဆွေဟာအခုကြီးညာချက်မထွက်ခင်လေးလာနေပါ2025ခုနှစ်ဩဂုတ်လ9ရက်နေ့ကတည်းကတည်ဆုံသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်တေးပြီးသားလူကိုအေးအေးယူဖို့နောက်ကျနေပြီဆိုပြီးတော့မှတ်ချက်တွေပေးနေကြတာပါ။အန်ယူဂျီကတော့ဒီပုံကိုယ်တွေကိုဥပဒေအရအေးအေးယူနိုင်အောင်စက်ကြိုးစားသွားမယ်လို့ပြောထားပြီးတော်လင်းရင်အဖွဲ့တွေနဲ့ပြည်သူတွေပူပေါင်းပေးဖို့တိုက်တွန်းထားတယ်လို့လည်းသိရပါတယ်။ဒုတိယအနေနဲ့အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေပြန်လာပြီးမဲပေးဖို့စော်မင်းထွန်းဟာတာပြောတဲ့တဲ့မှာ အမေရိကန်ကမြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ TPS ရာယီကာကွယ်ပေးမှုအခြေအနေကိုရှက်ဆိုင်လိုက်တဲ့သတင်းနဲ့ပတ်သက်လို့စောမင်းထွန်းရဲ့ပြောစကားတွေကတော့ပီတူလူလူကြားမှာရဲရမလားငိုရမလားမသိတဲ့ခံစားချက်ကို ပေးနေပါတယ်ဆောမင်းတို့ကအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရဲ့နိုဝင်ဘာ25ရက်နေ့မှာ TPS ကိုရပ်ဆိုင်းလိုက်တာဟာမြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ရှင်းပြပါဗျာ။ သူ့ရဲ့အဆိုအရအမေရိကန်အဆိုအရကမြန်မာမှာအရေးပေါ်အခြေအနေရုတ်သိမ်းတာပါတီစုံရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာတိုင်းရင်းသားအဖွဲ့တွေနဲ့ပြစ်ခတ်မှုရက်စဲပြီးငြိမ်းချမ်းရေးဆောင်ရွက်နေရတဲ့အကြောင်း မြန်မာနိုင်ငံသားတွေလုံခြုံစွာပြောင်းနိုင်ပြီလို့တုံးတက်ပြီးရပ်ဆိုင်းခဲ့တာဖြစ်ကြောင်းပြောပါရယ်။ဒီထုတ်ပြန်ချက်ကိုအပြည့်သဘောဆောင်တဲ့ထုတ်ပြန်ချက်လို့ပိုချုပ်စော်မင်းထွန်းကမှတ်ယူပြီးအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုအမိနိုင်ငံကိုပြန်လာဖို့ပြောလိုက်ပါရယ်။ပြန်လာပြီးအတူရောင်ရွေးကောက်ပွဲကိုမဲပေးနိုင်တယ်လို့စော်မင်းထွန်းကပြောခဲ့တဲ့အပြင်ခိမီဖွဲ့မျိုးတိုးတက်တဲ့နိုင်ငံတော်တိဆောက်ရေးမှာပါဝင်ဖို့လက်ကမ်းကြိုဆိုတယ်လို့စော်မင်းထွန်းကဟာတာဆိုလိုက်ပါသေးတယ်။ တို့တွေပြန်လာပြီးရွေးကောက်ပွဲမှာမဲ့ပေးနိုင်ပါတယ်။ခင်မေဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တိဆောက်ရေးမှာပါဝင်နိုင်မှုလက်ကမ်းကြိုဆိုပါတယ်လို့ဘိုးချုပ်စော်မင်းထွန်းကပို့ပွင့်လင်းလင်းဖိတ်ခေါ်ခဲ့တာပါ။တနိုင်ငံလုံးဘယ်နေရာမှမလုံခြုံမှုဆိုတာနိုင်ငံတကာရောပြည်သူတွေပါသိနေတဲ့အချိန်မှာနိုင်ငံတိုးတက်နေပြီလို့ပြောပြီးလုံခြုံစွာ ပြန်လာပြီးမဲခဲ့ပါဆိုတဲ့ဖိတ်ခေါ်မှုကြီးကတော့တကယ်ကိုရှင်းမောရခတ်တဲ့ပြက်လုံးတစ်ခုပါပဲ။ မြေပြင်အခြေအနေနဲ့လုံးဝကိုကင်းကွာနေတဲ့ဥပမာတစ်ခုလိုပဲဆိုရမှာပါရှင်။ဆက်လက်ပြီးအတွုံရောင်ရွေးကောက်ပွဲဝေဖန်သူတွေကို အုံနောက်မပါသူတွေဆိုပြီးပြောလာတဲ့စံဖို့လော်ပီရဲ့အကြောင်းမှာလာမယ့်အတွုံရောင်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနန္ဒီမပါဝင်တဲ့အတွက် ပြိုင်ဘက်ကောင်မပါဘူးလို့ဝေဖန်သူတွေကိုအုံနောက်မရှိသူတွေလို့စံခိုင်ရေးပါတီရဲ့လော်ပီတွေကလူမှုကွန်ရက်ဆာမင်နာမှာရေးသားလာပါတယ်။ ဒီလိုပြောဆိုမှုဟာမတရားတဲ့အရေးကောက်ပွဲကိုအကောက်ွယ်ပေးဖို့ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံရေးလှလာသုံးသပ်သူတွေကပြန်လည်တံပြန်ဝေဖန်ထောက်ပြနေကြပါတယ်။ ကြမ်းခိုင်ရင်ပါတီဝင်တဦးဖြစ်တဲ့အောင်ပိုင်မင်းဆိုသူကသူ့ရဲ့လူမှုကွန်ရက်ဆမ်မနာမှာ NLD ပါတီကရွေးကောက်ပွဲကိုဝင်နိုင်ပါလျက်မပါဝင်ခဲ့တဲ့အတွက် NLD ကိုပဲအပြစ်တင်တင်တယ်လို့ဆိုပါတယ်။ဒါပြင်ပြိုင်ပတ်ကောင်းမပါဘူးတယောက်တည်းဖြစ်ပြီးပထမရအောင်မှာစသဖြင့်ဝေဖန်နေသူတွေကိုအုံနောက်မရှိရဘဲကြားတယ်လို့ပြောဆိုခဲ့ပါတယ်။အတူရံရွေးကောက်ပွဲကိုဝေဖန်သူတွေကို အုံနောက်မရှိဘူးလို့ပြောဆိုနေတာဟာပီတိုရီရဲ့ဆန္ဒနဲ့အတန်ကိုစော်ကားလိုက်တာပဲဖြစ်တယ်လို့ပီတိုရီကထော ောက်ပြပါတယ်အနာဒီမပါဝင်တာရွေးကောက်ပွဲကူတွေနဲ့နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပဲဥပဒေမဲ့အာဏာသိမ်းအုပ်ချုပ်ရေးကလုပ်တဲ့အထုရရွေးကောက်ပွဲကိုအတိမတ်မပြုလို့တာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကဆိုပါတယ် ရည်ရွယ်ချက်ကရှင်းတယ်ဒီလိုပုတ်ကတ်ဝေဖန်နာတွေရဲ့နောက်ွယ်မှာလက်ရှိအာဏာသိမ်းအခြေအနေကိုပုံမှန်အခြေအနေလို ဖြစ်သွားစေဖို့ဖန်တီးခြင်းနဲ့ရည်ရွယ်ချက်သာရှိရလို့နိုင်ငံလေးလောက်သူတွေကတုံ့တက်ပါတယ်အန်ဒီပါတီအနေနဲ့ရွေးကောက်ပွဲကိုညှင်းပယ်ပြီးပြည်သူနဲ့အတူတော်လိုင်းဘက်ကရက်တည်တာဟာသူတို့ရွေးချယ်လိုက်တဲ့မှန်ကန်တဲ့လမ်းစဉ်ဖြစ်တယ်လို့လေးလာတုံ့တက်ချက်တွေမှာအခိုင်အမာဖော်ပြထားပါတယ်ရှင် ထပ်မံတင်ဆက်ပေးချင်တာကတော့ဖြူစောတီတွေမူရည်စေဝါရောင်းချနေတာကိုတက်တေပြနိုင်ခဲ့တဲ့မင်းတို့ PDF သတင်းကိုပြောပြပေးပါမယ်ရှင် မကွေးတိုင်းမင်းတုံမြို့နယ်အနီးမှာဖြူစောတီတအူးကို WY စိတ်ကြွဆေးပြအလုံးရင်တတောင်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကသတင်းထုတ်ပြန်လိုက်ပါတယ်ဖမ်းဆီးရမိတာကတော့မနေ့ကလွန်ရက်မှာ25ရက်နနက်7:00နာရီခန့်ကပါမင်းတုံမြို့နီးပတိမွန်ရွာလမ်းပိုင်းတနေရာမှာညောင်မင်းသားပြူရွာကအသက်36နှစ်ရွယ်ရှိတဲ့နေသွေးဆိုသူဖြူစောတီတအူးကိုဖမ်းမိခဲ့တာလို့သိရပါတယ် တရက်ခရံအမှတ်လေးတရင်ရဲ့သတင်းနဲ့ကြံကြားရေးတာဝန်ခံကိုမြတ်ကကျွန်တော်တို့လှုပ်ဝက်သတင်းရတာနဲ့သွားဖန်းတာဖြစ်ပါတယ်။သူ့ရဲ့အရင်ရက်တွေတုန်းကပြူကိတ်မှာယူနီဖောင်းနဲ့ကိစ္စောက်လုပ်တယ်။အခုကတော့အရက်ဝင်းနဲ့မွေးရည်ဇေဝါကိစ္စထွက်လာတာကိုဖန်းတာပေါ့နော်။ဖန်းတော့ကတော့သူခုခံချင်းထွက်ပြေးချင်းမရခဲ့ပါဘူးလို့ NBA ကိုပြောပါတယ်။ဖန်းစီရမိတဲ့နေသွေးဟာ ညောင်မင်းသားပြူဟာခေါင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့သူကိုမူရစီဝါကိစ္စရင်းနဲ့ပတ်သက်ပြီးစစ်ဆေးဖို့အတွက်နောက်တန်းကိုခေါ်ယူစစ်ဆေးနေစေဖြစ်တယ်လို့တာဝန်ခံကဆက်လက်ပြောကြားခဲ့ပါတယ်။ ညမင်းသားပြူဟာကောင်းဆောင်ဖို့ပြကိုယ်တိုင်ကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့မူရဲဇေဝတဲယူရောင်းချတာပတိမုံရလမ်းပိုင်းမှာဂိတ်ဝင်မီကုံကားနဲ့ခီးတွားရှင်တွေစီကစက်ကြီးကောက်တာနဲ့တစ်မောင်ကိုလုပ်ငန်းတွေပြုလုပ်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်ညမင်းသားပြူဟာမင်းတို့မျိုးကနေ15မိုင်လောက်အကွာမှာတည်ရှိပြီးစစ်သားအင်အား90လောက်ရှိတယ်လို့သိရှိရပါတယ် ပြည်တွင်းထဲကနောက်ဆုံးသတင်းတွေနဲ့နည်းမြရှင်းလင်းလာတဲ့စစ်တပ်နောက်မောက်မှာတိုက်ခိုက်ခံရလို့ဆယ်အုပ်လောက်တည်တဲ့သတင်းကိုပြောပြပေးပါမယ်ရှင်။မကွေးတိုင်းနောက်မောက်မြို့နယ်မှာနည်းမြရှင်းလင်းရေးအတွက်ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်စစ်တောင်းတကူကိုတော်လိုင်းတပ်ဖွဲ့ကစားဖြတ်တိုက်ခိုက်တယ်လို့စစ်သား၁၀ဦးခန့်သေဆုံးနိုင်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းတော်လင်းရဲဘော်တွေတော့ထိခိုက်မှုမရှိခဲ့ပါဘူးဒီတိုက်ပွဲဟာမနေ့ကနိုဝင်ဘာ25ရက်မနက်8:20မိနစ်လောက်မှာဖြစ်ပွားခဲ့တာပါ မမောင်မြို့နယ်တဲကတရချောင်းနဲ့ကံလာရွာကနေထွက်လာတဲ့စစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်အင်အား80လောက်ပါတဲ့စစ်ကြောင်းကိုကြောက်တန်းရွာနဲ့ရွှေနက်ကဲတောင်နီမှာဈာပြန်တိုက်ခိုက်ခဲ့တာလို့နေပြည်တော်တရင်ဖြူဟာဆက်ခွန်တရင်93 3စီကသိရပါဗျ တရင်933ရဲ့တာဝန်ရှိသူဘောအောင်တင်ကပွဲချိန်ကမိနစ်20လောက်ပဲကြာပါတယ်။စစ်တပ်ဘက်ကတော့ထိခိုက်မှုများနိုင်ပါတယ်။တောင်မွန်နဲ့တောင်ကနေတိုက်ရတာပါ။အတိအကျမသိရပေမဲ့10កောင်လောက်ရနိုင်တယ်ပြလို့ MBA ကိုပြောပါတယ်။ဒီစစ်ကြောင်းကဘာကြောင့်ဒီဘက်နေမင်းကိုရောက်လာလဲဆိုတော့ဘောအောင်ရဲ့ပြောကြားချက်အရသူတို့ကနည်းနည်းရှင်းလင်းပုံစံမျိုးနဲ့ဝင်လာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်းဒလန်တွင်ရှင်းထားတယ်။စစ်ကောင်ရှင်ဖွဲ့စည်းကသူတွေဖမ်းဆီးထားတာဆိုတော့ဒီဘက်နေမျိုးကိုရှင်းလင်းဝင်နေအင်အားသုံးမိလာခဲ့တာပါလို့သူကရှင်းပြပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောက်တန်းရွာအနီးကဆိုင်းကောင်းရွာမှာရဲစခန်းရှိပြီးတော့မနေ့ကမောလဲလေးနိုင်ကျော်မှာစစ်ကောင်ရှင်တပ်ဘက်ကတက်ကူတွေတိုးလာပြီးတရင်တရင်ထတ်တိုးထားရလို့ဆိုပါတယ်။ တိုက်ပွဲကတော့ဆက်မဖြစ်သေးပါဘူး။စောက်ကြည့်နေတော့မှပဲစစ်ဆောင်တွေလည်းအနည်းချင်းတော့ပဲရှိပါသေးတယ်လို့သူကပြောပါတယ်။နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့တောင်ကိုရီးယားရဲ့အကြီးဆုံးအွန်လိုင်းလိန်ယာစွိတ်ကိုရက်ကောင်းဆောင်ကိုထောင်နဲ့တရက်ချမှတ်တဲ့အကြောင်းကို ပြောပြရင်းကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရပ်နာလိုက်ပါရစေရှင်။ တောင်ကိုရီးယားနိုင်ငံမှာလွန်ခဲ့တဲ့လနေ့အတွင်းစေကျော်တပ်တွေပါဝင်အမျိုးသမီးပေါင်းများစွာကိုလိမ်ပိုင်းဆိုင်ရာချင်းချောင်ဝင်ကြီးမှုနဲ့စော်ကားမှုတွေကျူးလွန်ခဲ့တဲ့အွန်လိုင်းရာဇဝဲကွန်ရက်တစ်ခုရဲ့ခေါင်းဆောင်ကို ထောင်နှံတသက်ချမှတ်လိုက်ပြီလို့သိရပါတယ်။ဒီပြစ်ဒဏ်ကိုနိုဝင်ဘာလ24ရက်နေ့မှာချမှတ်ခဲ့တာပါ။အသက်33နှစ်အရွယ်ရှိတဲ့တောင်ကိုရီးယားအမျိုးသားရဲ့နာမည်က Kim No Wan ဖြစ်ပြီးဇန်နဝါရီလတုန်းကဖမ်းဆီးရမိခဲ့တာပါ။ ဆိုမျိုးတော့ဘ ਹੁ ခရိုင်တရားရုံးကသူ့ရဲ့ပြစ်မှုတွေဟာအရင်ပြင်းထန်တဲ့အတွက်လူ့ဖွဲ့စည်းကနေတသက်လုံးဖယ်ထားဖို့ထိုက်တန်တယ်လို့ဆုံးဖြတ်ပြီးထောင်နှံတသက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒီမှုကတော့တောင်ကိုရီးယားမှာယနေ့အထိနိုင်ငံရဲ့အကြီးမားဆုံး online လင်ရာဇဝတ်မှုအဖြစ်ဥပဒေစိုးမိုးရေးအာဏာပိုင်တွေကသတ်မှတ်ထားကြပါတယ်။ခင်နဲ့ပူပေါင်းပါဝင်သူ၁၀ဦးကိုလည်းထောင်ဒဏ်နှစ်နှစ်ကနေ၄နှစ်အထိပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ2020ပြည်နယ်အောက်ကလာလောက်ကစပြီးလူမှုကွန်ရက်မှာလိမ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတွေတင်ထားတဲ့အမျိုးသမီးတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒါပြင်သူတို့ဟာလှုပ်ဝက် Telegram Channel တွေနဲ့ဝင်စင်တဲ့အမျိုးသားတွေကိုလည်းထောင်ချောက်ဆင်ခဲ့ပါတယ်။ဒီဘွဲ့ဟာသူတို့ရဲ့ထောင်ချောက်တဲ့ရောက်လာတဲ့သူတွေကိုလူသိရှင်ကြားဖော်ထုတ်မယ်လို့ချိန်ချောက်ပြီးတခြားလူအစ်တွေထက်ရှားအကိုင်းနဲ့ပိရမစ်ပုံစံချိန်ချောက်ဝင်ညင်းမှုကွန်ရက်ကိုဖွဲ့စည်းခဲ့ပါတယ် သူတို့ရဲ့ပြစ်မှတ်တွေရဲ့အများစုကဆက်ကြောတက်တွေပါလိမ်ပိုင်းဆိုင်ရာဖန်တီးပြုမြင်ထားတဲ့ပုံတွေကိုအွန်လိုင်းမှာဖြန့်ဝေခဲ့ပါတယ်တရားရုံးရဲ့ပြောကြားချက်အရ Kim Noah ဟာဆက်ကြောတက်ဆလေးဦးအပါအဝင်16ဦးကိုအရမပြုကျင့်တာဒါမှမဟုတ်စော်ကားရာမျိုးတွေကျူးလွန်ခဲ့ပြီးတော့ဒီမှုတွေတဲက73ခုကိုဗီဒီယိုရိုက်ကူးခဲ့တယ်လို့သိရပါတယ်ဒါပြင်အခြား80ကံကိုလည်းပြစ်မှတ်ထားပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တဲ့ပုံရိပ်နဲ့ဗီဒီယို1900လောက်ကိုဖန်တီးခဲ့ပါတယ်ဒီတဲက260 ယ်လောက်ကိုတော့ပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့အတွက်ချင်းချောက်ဖို့အွန်လိုင်းမှာဖြန့်ဝေခဲ့ပါတယ်။ MBA ကလည်းနေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MBA ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, website ဆာမျက်နှာတွေအပြင် TikTok မှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ MBA တင်ဆက်မှုတွေကိုဆုံးဖြတ်ကြည့်ရှုအားပေးသူအလုံးနဲ့တကားဝင်ရောက်မချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာပြီးပေါ် ောအမော်လေးပြေကြပါစေရှင်